ိမတမယာတိကတော့ပြဿနာတက်နေပြီ။ဘာကြောင့်ပြဿနာတက်နေရလဲဆိုတော့မရောင်းရလို့ပြဿနာတက်နေတော့မဟုတ်ဘူး။အရန်ရောင်းရလို့လို့ပြဿနာတက်နေရဆိုတော့ရောင်းရလို့ကျွန်တော်ရောင်းနေလို့ကျွန်တော်တို့တော့ခေါ်ဆုံးပေးပါလား။ဒါရိုက်လိုက်တော့ပါ။ကြာတယ်ကြာတယ်ကြာတယ်။ဒါပြီးတော့မှာဆောင်းပါတော့ကြာတယ်ကြာတယ်။အစ်ကိုလေးကိုရောင်းသေးနေတာရောင်းနေတာကျွန်တော်ဆိုရင်ဒီတော့ရက်ခံတာ။ဒီတော့ကားတော့နေမာတော့ကျွေးတာနေဒီတက်ကြဟိုတက်ကြနေမာတော့ယူလိုက်တယ်ဒီတော့ရုံးနေ။ ဒီမှာပြောသွားတာလေတော်လေးတဘာဝကြပါတယ်ရာတီဥတို့ကလည်းအရန်ပူတယ်ဒီလောက်တိုးခွေပြီးတော့ချွေးတန်တရေနဲ့ဆိုတော့ तू ရောင်းတဲ့ဒီဇလုံးနေနဲ့ဟိုဒီမျိုးချွေးရပါရကြမယ်ဆိုရင်နဲ့စားတဲ့သူကမယုံမဲ့ तू ကိုယ်တိုင်ယုံတယ်ဆိုပြီးတော့ပြောထားပေါ့နော်ဒီမှာဒါဈေးရောင်းတာဆိုပြီးတော့စီနာပါတွေ့ရတယ်ဒီစားသုံးသူ customer ဘတ်တွေကို तू ပြန်ကြည့်ပြီးတော့ဒီမျိုး तू ပြောတာပေါ့နော်နနနောက်ဆုံးပေးပါဦးခရဲကျွန်တော်တင်းတင်းကြပ်ကြပ်ခုံလေးနဲ့တစ်ချက်နာနာလေးနဲ့ပြေးကြအောင်တင်တာအကျူတဲ့နဲ့တုံးလေးနဲ့မမတို့ဒီလိုကြီးအားမေးတာတကယ်လို့သက်သက်နဲ့ကိုတင်လာလို့ကျေးဇူးနေနဲ့ ောက်ဆုံးပေးပါအောင်ရောင်းကြည့်လို့ခရရထလာချာချာပါပြန်နော်နောက်တော့ပြပါအောင်တောင်းမနော်နော်နောက်ဆုံးပြပါအောင်ဘူလာအများကြီးမရှိဘူးချွေးတွေပါရကြတာလို့ဘာသာအချင်းမဒီကိစ္စတွေတော့ပလက်လမ်းမှာဆယ်လေးတွေကလည်းမရှင်တော့တရားပေါ်မှာပေ ုံးဆိုပြီးတော့ကောင်းအောင်တောင်းတာလားတောင်းတာအခုကျတော့သူကအမားလည်းမတော်နိုင်တော့မဝတ်တော့ပြင်မဲ့ကလေးကကလေးရယ်တန်းစီတာမတော်နဲ့ညီနေကူရယ်တန်းစီတာသူတို့ညီမလေးဘယ်တော့မှကြောက်မပေးဘူးမသခါဆောင်ပြန်တော့စိတ်ကြကြမပေးဘူးနောက်ဆုံးဒီနော်တန်းဒီနော်နောက်ရောင်နောက်တဲပေးမှာဆိုတော့ဗီဒီယိုတွေတော့တော့ပါပဲဒီဗီဒီယိုထဲမှာလည်းဒီဆိုင်ရှင်မကိုယ်တိုင်ပြောသွားပေါ့နော်ဒီလောက်လူအုပ်ကြီးရဒီလောက်နေပူထဲမှာတောင်းနေတာတုံးခွေပြီးတော့ဒီလိုမျိုးဝယ်နေတာက ဒီချွေးတွေတန်နေနေဆိုတော့ဒီရောင်းနေတာလည်းအချိန်ပေါင်းဖြစ်တဲ့အတွက်တခုခုကလွဲချော်ပြီးတော့တခုခုဖြစ်သွားမယ်ဆိုရင်သူသူတော်လည်းမကောင်းဘူးဆိုတော့ဝယ်မယ်ဆိုရင်လည်းဒါစနစ်တကျလေးတော့ဝယ်တင်နေပေါ့နော်လူတွေကတော်တော်လေးကိုမှအန်အိုးဖို့ကောင်းတယ်လို့ပဲပြောအောင်မယ်နော်ဒီရဘက်မှာအားလုံးသိတဲ့အတိုင်းပဲအပူရှင်ကတအားကိုမြင်လာပြီးတော့ဒီရာသူကတအားကိုပူနေပေါ့နော်တော်တန်ကျွန်တော်တို့ဆိုရင်လည်းကိစ္စကလွဲပြီးတော့တော်တန်နှင်းပဲတော့အပြင်မထွက်တဲ့လောက်ပဲဘို့လို့ဆိုနေရအရန်ပူနေတာဆိုတော့ဒီရာသီဥတုမှာ ဒီမန်လင်းသူမန်လင်းသားတွေကတော့ရာသီဥတုကိုအန်တုပြီးတော့နော်ထီးမဆောင်မန်းနဲ့ကိုဒီလိုမျိုးချွေးတန်တလုံးလုံးနဲ့ကိုကိုအလှဲရောက်ရေးတွေ့ဒီလိုမျိုးတိုးခွေပြီးတော့ဝယ်နေကြဆိုတော့ဆိုင်ရှင်တော်တော်လေးကိုစိတ်ညစ်နေတာတွေ့ရတယ်။ဘာပဲဖြစ်ဖြစ်ဒါပတိမတန်မြတ်ဒီအချိန်ပေါင်းကိုရောင်းတဲ့အမအကိုလည်းအကြံပေးချင်တာကအခုလိုမျိုးလူတွေတားဝယ်ရောင်းအားကောင်းနေတဲ့အချိန်မှာတဦးတယောက်တည်းတစ်စလုံးအကြီးတစ်ခုလေးနဲ့ထိုင်ရောင်းနေမဲ့အစားကိုယ့်ရဲ့ဒါအိမ်ကကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေနဲ့ဒီလိုမျိုး စလုံးလေးစလုံးလေးအဲ့လိုမျိုးခွဲပြီးတော့ဒါ900လောက်ကိုပေါ့နော်ဖြန့်ကျက်ပြီးတော့ရောင်းပေးမယ်ဆိုရင်ဘာပဲဖြစ်ဖြစ်ဒါဟိုတန်းစီဝင်နေတဲ့လူတန်းကလည်းပို့ပြီးတော့အဆင်ပြေသွားမယ်အမားတို့လည်းပို့ပြီးတော့ရောင်းအားပို့ပြီးတော့တွတ်တွတ်လက်လက်ဖြစ်ပြီးတော့ဒီလိုမျိုးအခက်ခဲတယ်ဒီလိုမျိုးတွေမဖြစ်တော့ဘူးလို့အာကျွန်တော်နေတဲ့ဒီကနေအကြံပေးရင်ပါလေပိတ်သက်တယ်ရောဒီကြောင်းကနေပတ်သက်ပြီးတော့ဘာများမှတ်ချက်ပေးခြင်းလဲပေးခြင်းလည်းမှတ်ချက်ရှင်ကိုမမဝင်ရောက်ဆွေးနွေးတော့ဖိတ်ခေါ်ပါရပြနောက်ထပ်ဗီဒီယိုတွေမှာတက်ဆုံကြပါလေ